အာဆက်ဖြုတ်ချခံရပြီးတဲ့နောက်စီးရီးယားသမရဖြစ်လာတဲ့အာမတ်အက်ရှာရာနဲ့အမေရိကန်သမရနစ်ထရန်တို့နိုဝင်ဘာလ10ရက်ကအင်ဖြူတော်မှာတွေ့ဆုံခဲ့ပါတယ်။အမေရိကန်ဆိုရကအက်ရှာရာကိုအကြမ်းဖက်ဆီးမှာဖယ်ရှားပေးလိုက်ပြီးရပိုင်းကြမှာထရန်နဲ့တွေ့ဆုံခြင်းဖြစ်ပါတယ်။ဒါက56ခုနှစ်မှာစီးရီးယားနိုင်ငံရေးလွှဲရေးရပြီးတဲ့နောက်ရှာရာဟာအင်ဖြူတော်တို့ခြေချခဲ့တဲ့ပထမဆုံးစီးရီးယားကောင်းဆောင်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကအာဆက်ဆိုရက်ကိုဖြုတ်ချခဲ့တဲ့အေရှာရာဦးဆောင်နဲ့ HDS အဖွဲ့ကိုဇူလိုင်မှာထရန့်ဆိုရက်ကအကြံဖက်အုပ်စုစည်းရင်းမှာထုတ်ပယ်လိုက်ပြီးနိုဝင်ဘာလ9ရက်နေ့မှာအေရှာရာကိုပါစီးရင်းနဲ့မှဖေးပေးလိုက်ပါတယ်။ ကောင်းဆောင်နှုတ်တွေးဆမှုကထူချပါသည်ပုံမှန်နဲ့မတူဘဲအရှာရာနဲ့ထရန့်တို့တွေးဆမှုကိုမီဒီယာမပါဘဲတကားပိတ်ပြုလုပ်ခဲ့ပါသည်ပြီးခဲ့တဲ့သတင်းဘက်ကလည်းစထရန့်ကစီးရီးယားကောင်းဆောင်ကိုတော်ရီလို့ချီးမွမ်းခဲ့ပြီးအရှာရာကခတ်တက်သူဖြစ်ပေမဲ့လည်း၎င်းနှင့်အလွန်အဆင်ပြေကြောင်းတွေ့တမှုများစွာတွေ့လာရကြောင်းပြောကြားပါသည်